အားလုံးပဲမင်္ဂလာပါရှင်။လာပြညချန်နယ်ကနေပရိသတ်များအားလုံးကိုပြန်လည်လို့ကြိုဆိုလိုက်ပါရစေ။ဒီနေ့မှတင်ဆက်ပေးမယ့်ဇာလန်လေးကတော့ကျောင်းနှစ်နှစ်ကြာသွားတဲ့ကလေး၃ယောက်အမိနဲ့အလုံသောကြောင့်လောဘတက်မိရာကဒုက္ခရောက်ရခြင်းဆိုတဲ့စိတ်ဝင်စားပွဲတတိတံဝေကရပွဲဖြည့်ရမှန်ဇလန်းကောင်းလေးကိုလေခံစားနားစင်အပိကြပါအောင်ရှင်ဝမ်းမိကြောင့်လောင်နေမိ ။ချစ်စိန်ဝမ်းသာနေမိတဲ့ကုံလွန်ခဲ့တဲ့မိုးရာသီကမိုးဦးမိုးလေမိုးနှောင်မိုးသုံးချက်ညီခဲ့တော့တောင်သူလေသမားကြီးများ စိတ်သက်တက်ကြွနေကြတဲ့ဝမ်းမြောက်ဝမ်းသာထွန်ရက်စိုက်ပျိုးနိုင်ကြကြတဲ့ရေမြေအနေထားကောင်းကောင်းမှာနိုင်ငံတော်အစိုးရရဲ့ပံ့ပိုးမှုမြို့နယ်စိုက်ပျိုးရေးဌာနရဲ့စနစ်တကျရှိစေမှုတို့ကြောင့်အချိန်မကျမီလေခွေများစောစောစိုက်ပျိုးပြီးခဲ့တဲ့ကောက်ပင်ကောက်နယ်များတန်ဆွမ်းခဲ့တဲ့ ကောက်ပြင်းများကြီးမားဒုက္ခခံခဲ့တဲ့အရောက်စဘာသီးနံလေးကောင်းကပြေဖြိုးတံမာတဲ့စပန်းနှမ်းများအပြည့်ဖြစ်ထွန်းခဲ့သည်ရွှေရောင်ဝင်းနှင့်ရွှေကင်းပြင်ကြီးကိုလေကွင်းပြင်ကြီးမှဖြန့်ခင်းထားသလိုရွှေရောင်စဘာကင်းကြီးများကဝါဝါဝင်းနှင့်နေလေပြီဒီနေ့လေသမားကြီးများစဘာများများရကြသည်တန်သူ လေသမားကြီးတို့ရဲ့ကြေးရွာအသည့်သည့်ရှိအိမ်များတို့မှာအလူတန်းများစီပင်ဝီစာလို့နေပြီ။ တောင်သူလေသမားကြီးမြောက်ဝမ်းမြောက်ကြမှာမလွဲ့တောင်သူလေသမားမြောက်ဝမ်းသာကြရည်ဤသူချစ်ရှင်လေဝမ်းသာနေရတဲ့မနက်စောစောအိပ်ရာမထမီမှာပဲဝမ်းသာစရာအတွေးအယုံများကချစ်ရှင်ရဲ့စိတ်ကိုပီတိဖြစ်နေစေတဲ့ချစ်ရှင်ဝမ်းသာမယ်ဆိုလေဝမ်းသာစရာရခင်နှင်းများကမိုးတုံးချက်မညီတာကြောင့်စိုက်ပျိုးဖြစ်ထုံးမှုမရှိဒါကြောင့်တောင်သူလေသမားကြီးမြောက်စိတ်ဆင်းရဲကြရင်မော်ခဲ့တဲ့ ကျေးရွာဒေသတွေမှာအလူတန်းစုလို့ဝေးလာဝေးဖုံးတော်ကြီးကျောင်းမှာတော့ကြီးစီတန်းကနေ့စဉ်မှန်မှန်မကြရချစ်စင်ကြီးငါသွားတော့မဟိချစ်စင်အတွေ့မဆုံးမီမှာချစ်စင်ရဲ့ယောက်ျားကိုကြည်သိမ့်ရဲ့အတန်ကိုကြားလိုက်ရတဲ့ချစ်စင်အိယာကထရန်ပြန်လိုက်တဲ့နေယောက်ျားကြည်သိမ့်ကစီစာမကြောင်တက်လို့တော်သေးတယ်သူ့အတွက်ညာကပဲဓမင်းပူချက်ထားပြီးသားငပိကိုမြေဦးစလောင်းမှာကက်ပြီးกินထားပြီးသား ဓမေချန်အေးအေးမာမာကိုငပိကင်းနေစားပြီးရေတောက်ရတာကိုတော့ကြည်သိန်းကကျေနပ်ပြီးသားဖြစ်လိမ့်မယ်။ယခုစားတော့ပြီးတော့ကောက်ရိတ်ရန်အတွက်လေခွင်ကိုဆင်းသွားပြီ။ချစ်ချင်းအိယာကနေလူးလဲချလိုက်တဲ့ရှင်ခွင်အောက်မှာနိုးစိုးကလေးငဏီကပိုးလို့ပလက်အိပ်ပျော်နေစေ။တစ်ဖက်မှာလည်းစောင်းတကြားကိုတကြားဖြစ်ပြီးအိတ်နေတဲ့နုညာကောင်လေးဖိုးလုံးတခြားနေရာမှာတော့အကြီးကောင်သားတွေတမီးတွေ သူတို့မှာတော့ဘာမှအပူပင်မရှိ အိတ်နိုင်ရန်ကော့ဒီကသားသမီးတွေကိုကြည့်ပြီးချစ်ချင်ကတနာမိပြန်နေအသက်20အရွယ်ရှိပြီဖြစ်တဲ့ဒါအကြီးဆုံးကြီးမြင့်မှာမိဘနှပါရဲ့အလုတ်ခွင်ကို တချို့တဝက်တဖက်တလန်းကကူညီနေရတော့ကြောင်ကောင်းကောင်းမနေရအလမ်းမမမြန်လာဆိုဒီမှာလေအင်ကအလုတ်တွေကိုဇေဆက်တယ်လို့တက်နိုင်နိုင်နေတဲ့လောက်လုံးနေရတာကြောင့်စာဆိုလို့ကာကြီးခါခွေတိယုံလောက်တော့ ူတို့ကလေးတွေကလည်းသူမြသားသမီးတွေလိုဝိချင်စားချင်းသွားချင်းလာပြီးကြမယ်။သူတို့အဖေကကြုံရကြပန်းအလုပ်ကိုလုပ်ရတယ်လို့ချစ်စိန်ကလည်းဝမ်းဝါဖို့အလုပ်ဟုသမျှမရှက်တန်းလောက်ကင်နေရတယ်မဟုတ်လား။ဒီကြတဲ့ကစာအုပ်ကြီးကကြီးလွန်တော့မပြေစုံမလောက်ငါဖြစ်ရသည်။အုံဒီချန်ခွန်းနဲ့ရေတခွက်ခတ်ပြီးချစ်စိတ်မျက်နာတည်လိုက်တယ်။ပြီးတော့ညထေးထေးပစိုးတစ်ထည်နဲ့ဖြစ်တယ်လို့တုတ်ပြလိုက်တယ်။ တဆက်တဲ့စံထည့်ထားတဲ့တောင်းကိုကြည်လိုက်တဲ့တော်ပါသည်ရခုမနဲ့စံလုံးလုံးလောက်လောက်ရှိသေးတယ်ကြီးချိန်ကတပြင်းရှိကူချကကလေးများနိုးရင်စားတော့ဖို့အစင်သေးဖြစ်အောင် ကြည်သိမ်းစားသွားပြီးစားလက်ကျန်ထမင်းချမ်းကိုပြင်ပြီးပလတ်စတစ်ထုံးနဲ့ကြံနေသေးတယ်ပဲလော်ကျော်နေနေကိုစက်သွန်နဲ့ပွားလိုက်တဲ့ကလေးတွေနိုးလာတော့မေး ကောက်ရိတ်တဲ့အလုတ်ခွင်မှာပင်ပင်ပန်းပန်းလုံနေရရှာတဲ့ကြည်သိမ့်ထံကိုစောစောထမင်းပို့မိအောင်ရည်ရွယ်ပြီးထမင်းချက်ဖို့ကြစ်စိန်ဆန်စည်းလိုက်တဲ့ကြည်သိမ့်ထံကိုဆိတ်ရောက်သွားမိပြန်နေကြည်သိမ့်ကိုလည်းတနာပါရီကြည်သိမ့်ကမိမိနဲ့အိမ်အောင်ကြပြီးကလေးကတခါမှနားရရမရှိသေးကြုံရအလုတ်ကိုကြုံတလူကုံယုံလုံနေရရရခင်နှစ်ကတော့လဲရရမကောင်းတော့နည်းနည်းတတ်တာခွင့်ရရှာရတဲ့ ဒါပေမဲ့စားရတဲ့နေရာကြတော့စံပြုတ်တလေနတ်ကျော်တလေတခါတည်းရန်စံထမင်းလေးချက်ရပြန်တော့ကလေးတွေကိုညာရတာနဲ့မစားရတဲ့အခါတွေကများလာ၏။ထမင်းအိုးကို မီးဖို့ခွင်းမော်တင်လိုက်ပြီး ဖိုအတွင်းကိုပစ်ဆွေးစာများထဲကမီးစတင်မှွေလိုက်သည်။ထိုအချိန်မှာပဲကြီးမြင့်ကအိယာကနိုးလာ၏။အမေပဲပြုတ်ရှိသလား။မျက်နှာမတည်မီမှာပဲကြီးမြင့်ကချစ်စိတ်ကိုလှမ်းမိလိုက်သည်။ ပဲပြုတ်ပဲပြုတ်ကညာကကုန်းသွားပြီတာရဲ့အခုအမေပဲချမ်းကြော်လှုပ်ထားတယ်ကြီးမြင့်ဘာမှပြန်မပြောမျက်နာတိရန်ရေအိုးရှိရာစီကိုတန်းသွားတယ်ကြီးမြင့်ကမနှက်စောစောအစာစားပြီးတာနဲ့ရေသိမ့်ပြီးသောကောက်လိုင်းစီများကို ရွာရဲကတလင်းအတွင်ကိုနွားလဲနဲ့တိုက်ယူတဲ့အခါအစင်သည့်ဖြစ်စီရန်နေရာလိုက်တပုံစီစုပုံပေးထားဖို့လေသမားတဦးကငှားထားတော့တွားရမှာဖြစ်တယ်ကြီးမြင့်အတွက်ချစ်စိန်က ထမင်းပွဲပြင်းနေတယ် ပြင်းနေစင်မှာပဲမိဖို့ခွင်မော်ကအိုးမှာရေများစူလာပြီးဖြစ်တော့စံခတ်ရန်အနီးကိုယူရတာမို့ရေအိုးများရှိရာကိုသွားလိုက်တဲ့ရေအိုးသုံးလုံးသာရှိတဲ့အနက်နှလုံးမှာရေမရှိပါမဖြစ်ပြီမျက်လာကိုအိယာကနှုတ်ပြီးရွာလေကရေတွင်က ရေခတ်ခမ်းရမှာပဲကြီးစိတ်ရဲ့စိတ်ထဲမှာကြံစဲရှိသေးတယ်မျက်လာကနှိုးလာတယ်အတော်ပဲသမီးမျက်နှာတက်ပြီးရင်ရေလေးနှစ်ခေါက်လောက်ခတ်လိုက်ပါဦး မြလာကိုချော့ချော့မမော်နဲ့စစ်စိန်ကပြောလိုက်သည်မြလာကနှက်ခမ်းဆူသွားသည်မတိမတာခြေဆောင်နေနေစစ်စိန်ကမတိချင်အောင်ဆောင်းနေလိုက်သည်ကလေးများအားလုံးတို့တော့သူတမျိုးငါတမျိုးလူရက်စားပြီးတဲ့အချိန်မှာမနက်စာချက်တဲ့ထမင်းအိုးလေးနတ်နေပြီဖြစ်တော့ရွာစဉ်ယိုးကကင်းမုံညွန့်တညွန့်နှညွန့်ကိုစုခုကစစ်စိန်ကအမြန်ဆုံးကြော်လိုက်သည် ကင်းမုံညွန်ကျော်နဲ့ထမင်းကိုအချိန်စောစော ကြည်သိမ့်ထံကိုပို့ရင်အိမ်မမြက်လာနဲ့အငယ်လေးတွေကိုထားခဲ့ပြီးအိမ်အတွက်တစ်ဖက်တလန်ကကာမီယောင်ကောက်တင်းကောက်ရမယ်။ချစ်စိန်ကစဉ်းစားနေတယ်။လေခွင်းထဲမှာကောက်တင်းတွေအများကြီးကျနေမယ်။လောက်ရမဲ့အိမ်အလုံးများကိုပြီးနိုင်သမျှပြီးအောင်လုပ်ခဲ့ကလေတော့ကိုထွက်မေကောက်တင်းတွေကောက်မေ ကောက်တင်းဆိုတာကကောက်ရိတ်သမားများလှိဖြက်ရိတ်သိမ်းသွားပြီးတဲ့စပန်နံများမှာကျိုးကျေချမ်းရေးခဲ့တဲ့စပန်နံခက်အပိုင်းစကလေးများဖြစ်တဲ့စနစ်တကျကောက်ယူနိုင်ရင် လေတခွက်ကိုတပြီတော့အနေဆုံးရမယ်။စပားများရင်ဝမ်းစာအတွက်တစ်ဖက်တစ်လမ်းကအထောက်ပံ့ရနိုင်သလောက်ရှိမယ်။မနေ့ကရွာတောင်ပိုင်းမှာတင်းကြီးတို့ခင်ယူတို့တောင်စတင်ကောက်နေကြပြီ။ ဟိုတက်ခါမိုးကောင်းတဲ့နှစ်တုံးကလိုပဲခြေစိမ်ကောက်တင်းကောက်ခဲ့တော့မိုးလေလောက်အထိဝမ်းစာအတွက်မပူရဝမ်းစာရှိတဲ့တလောက်ရှိတယ်ဆိုတော့တခြားအလုတ်ခွင်တွေတဲကရသမျှလေးတွေကလက်ထဲမှာစူးတဲ့တလောက်စူးမိတယ်ဟုတ်တယ်ကောက်တင်းစောစောထွက်ကောင်းပြီဝမ်းထဲမှာစူးစူးပူပူရှိစီရန်ညာကကြံတဲ့ငပိရီချိုကျဲကျဲကိုကလေးများစားပြီးကြံနေတဲ့တမင်ကြံခဲနဲ့ဖြစ်တယ်လို့စားလိုက်တယ် ပြီးတော့ကြည်သိန်းရဲ့ရေလဲပစိုးစုပ်ကိုခေါင်းမှရေပတ်ပြီးချစ်ချိန်ကလဲတဲ့ကိုဆင်းလိုက်တဲ့လက်ထဲမှာတော့ကောက်တဲ့ထဲရန်တောင်းခွန်တလုံးအမောပြေစားရန်မကြီးသည်မဲနေစားတထုပ်နောက်တော့နာနာနေနေတောက်ရန် ပြောင်းမှုဘတ်စေးဘောလေးတတူချစ်ချိန်ကဝမ်းသာနေရပြန်နေလေခွင်းတဲ့ကိုစတင်ဆင်းလိုက်ခရေကောက်တဲ့အနံမြောင်အစုလိုက်အပုံလိုက်တွေ့ရသည် မရိတ်တဲ့ရိတ်တဲ့နေရိတ်သွားတဲ့ကောက်ရိတ်သမားများကြောင့်စပန်းနှမ်းများစီစီလုံးလုံးမရှိပေဖယိုဖယင်းနဲ့ကျိုးပဲ့ကြံကြခြင်းများဖြစ်သည်ဒီလိုကြံရည်စေကြခြင်းကပဲစစ်စိမ်အတွက်လိုဖြစ်နေသည်စစ်စိမ်က ဝေဝေးကြီးကိုလိုက်ပြီး ကောက်တင်ကောက်နေစရာမလိုလေခွက်တကောထဲမှာပဲနှံ့နှံ့ဆက်ဆက်ကောက်ရင် မပင်မပန်းပဲတလွေတပိုးရရှိနိုင်ပေမယ့်ကြည်စိန်ကကောက်တင်းမှာအာယုံရောက်နေတော့ကြည်တင်းကိုလည်းမေ့နေတယ်ကလေးတွေကိုလည်းမေ့နေတယ် ။စပန်နံများကလည်းတနံမီတနံခဏလေးနဲ့တရောင်းပြေးသွားရီနေမွန်တဲပြီးချစ်စိန်ကအိမ်ပြန်ဖို့စိတ်ကူးမိတယ်မပြန်လို့အိမ်ပြန်ပြီးထမင်းစားနေရင်ဒီလေခွက်ထဲကကောက်သင်းတွေကို တခြားကောက်သင်းကောက်သမားတွေကောက်သွားလိမ့်မယ်မပြန်တော့ကလေးတွေကိုမျက်လာတော်တယ်လို့ထမင်းကြွေးလိမ့်မယ်ခါတိုင်းလဲဒီလိုပဲအမေအိမ်မှာမရှိရင် လုံနေကြမှုစိတ်မချစရာမရှိမိမိအဖိုးကတော့မဆန် ဓမင်းမစားရသည်မမစားဖြစ်သည်မအထူးကိစ္စကြီးမဟုတ်ဓမင်းစားရတဲ့ရက်တွေကလည်းမရေမတွက်နိုင်အောင်ရှိခဲ့ပြီးပြီကိုခေါင်းမပတ်ထားတဲ့ပစိုးကလေးကိုဖြန့်ကတောင်းပြေရထားတဲ့ကောက်သင်းလေးတွေကိုအကုန်ထည့်ထားလိုက်တယ်ပြီးတော့တောင်းအားဖြင့်ကောက်သင်းကောက်ရင်စွတ်စွတ်ပူပူရနိုင်သည်တည်းဘာပဲဖြစ်ဖြစ်နေဝင်ခြင်းဝင်ပါစေတော့ဝမ်းကစားလို့တော့တကြုံကြုံနဲ့မြည်တမ်းပြီးနေပြီ မျက်နှာပြင်းမာလေးချွေသည်ချွေပေါက်များကတပေါင်းနဲ့တပေါင်းအပြိုင်ကြီးနေပြီအစာပြေဝမ်းမီးငိမ့်အောင်မကြီးသည်နဲ့စားစားလိုက်အောင်မလို့တွေးရင်ကောက်လိုင်းစည်းပုံရိပ်မှာခဏနာကမကြီးသည်နဲ့စားကိုခက်မြန်မြန်စားပြေလိုက်သည်ချိန်ပေမဲ့ဝမ်းတော်ပြေပါရီဝမ်းမီးတော်ငိမ့်ပါရီရေတခွက်ထပ်တောင်းလိုက်ရင် အတော်ပင်ဝမ်းပြေပါရီဒါပေမဲ့ကရွင်းကချင်နေဟုတ်တယ်ခါတိုင်းရက်တွေကချစ်စိန်စည်းလိတ်တောင်းနေကြ တနေ့တနေ့ပြောင်းမှုဘက်ဈေးလေးတစ်လိမ့်မှသုံးလေးအထိကုန်တတ်တယ်။ဂျမင်းစားပီးစားမှလည်းတောက်တယ်။အိယောင်ဝင်လည်းတောက်တယ်။အလုတ်ပင်ပန်းလုံးရင်လည်းတောက်တယ်။အခုလည်းအိမ်ကားယူလာတဲ့ပြောင်းမှုဘက်ဈေးလေးတူပါလာသားပြီ။ကောက်သင်းများပေါ်ပေါ်များများရှားနေတာကြောင့်ချစ်စိန်ကပူပြီးတော့ဂျေနဲ့နေတယ်။မကြခင်မှာပဲတောင်းတလုံးပြေတော်မယ်။လေးတဖြူဖြူမှအတန်များကြားနေရတယ်လို့ရှိတယ်။ပြီးတော့ရှူရှိုက်နေကြအနံတမျိုးအပြင် ညော်တယ်လို့လို့တင်းတယ်လို့လို့အနံ့တွေကလေအသက်ရှူရမှာတိုးတယ်။ဘာပဲဖြစ်ဖြစ်တောင်တလုံးမြ мян ပြေးဖို့အဓိကဖြစ်တယ်။ဟာမီးတွေလောင်နေပါလား။ချစ်စိန်ကနောက်လေကြည့်ပြီးတန်အန်တောနဲ့အတန်ထွက်သွားမီးတွေကောက်ထားပြီးသားကောက်တင်းလေးတွေအတွက်စိုးရိမ်မိသွားတယ်။လေကွက်ထဲမှာစုပုံထားတဲ့ကောက်လိုင်းစည်းပုံများကိုမီးကုလောင်နေပြီ။မီးကတစတစကျေပြန့်လာတယ်။ကွင်းလေအရှိန်ကြောင့်မီးတွေကကူးဆက်ပြီးမှမြန်ဆန်လွန်လာတယ်။ တဖြည်းဖြည်းအတန်များမှတဖြောင်းဖြောင်းအတန်များထိကျဲလောင်လာတဲ့အတန်များနဲ့နေရာအနှံ့ကျဲပြန့်လာ၏အချိန်ပိုင်းအတွင်းမှာပဲလေကွင်းတကွင်းလုံးအထိမိများကပြန့်နှံ့သွားပြီးခြေစိမ်ကဘာမှတွေးမနေတော့ကပီးသားကောက်တင်းကလေးတွေရှိရာကိုအတင်းပြေးတယ်မမီတော့မိများဝါမြုပ်ချင်းအောက်မှာကောက်တင်းကလေးတွေပါသွားခဲ့ပြီးခြေစိမ်ကအော်ငိုပြက်လိုက်ခြင်းနဲ့ငိုဖို့အချိန်မရရွာရဲရှိရှိသည်များလူများဟိုမဒီမှာထွက်လာကြတယ် ရေအိုးရေချိုင်ဝက်လုံးထွန်ကျဲတွေကိုစီနဲ့ယောက်ျားတချို့ကအတင်းဝင်ကရိုးပြတ်အငုပ်တွေမှာဆွဲလောင်နေတဲ့မိကိုဝါနဲ့ရမ်းသူကရမ်းနေရေနဲ့ပတ်သူကပတ်တယ်ရရကိုဆွဲသူကဆွဲတယ်ဒီလူတွေနဲ့တူချစ်စိန်လေးတက်ဆွမ်းသမျှဝိုင်းဝန်းကူညီပေးတယ်နေဝင်မှပဲမိကငြိမ့်သွားတယ်မောမောပန်းပန်းနဲ့ချစ်စိန်အိမ်ပြန်ခဲ့တယ်အိမ်မှာကလေးတွေတောင်အိတ်သူကအိတ်ကုန်ကြပြီး ကြည်သိန်းကတော့အများနည်းတူမိဝိုင်းငိမ့်နေရတော့မိမိနဲ့မရှိမနှောက်မှပဲအိမ်ပြန်ရောက်တယ်။ချစ်ချိန်ဘာမှ မစားမတော့တော့ပဲအိယာတွေတန်းဝင်လိုက်တယ်။ကြည်သိန်းကတော့မအိပ်သေး။ရင်နှွေးအိုးလက်ကြံကိုအစာပြေတောက်နေစေ။ကိုကြည်သိန်းရေကိုကြည်သိန်းဟေးအိပ်ပျော်လူစေစေအင်းရှိကခေါ်တမ်းများကြောင့်မျက်လုံးများကကျေပြန့်သွားတယ်။အိယာတွေကလူလဲထားလိုက်တယ်။ ကြည်သိန်းကရေနံစီမိကွက်ကိုကင်ပြီးခေါ်တံများလာရာစီကို ထွက်သွားရီချစ်စိတ်လေတပါးလေးလိုက်ခဲ့သည်ဟာချစ်စိတ်ရဲ့နှုတ်ကအတန်ထွက်သွားမိသည်မိတိုင်မှာမိအောင်ရဲ့ရှိမှာအရက်လူကြီးတချို့နဲ့ကျေးရွာအုပ်စုဥက္ကရာဥွှေမှုပြီးတော့ပြည်သူရဲတပ်ဖွဲ့ဝင်များအားတော့နာပါရဲ့ဗျာမပြောမပြီးမှုပြောပြရစီကိုကြည်သိန်းရဲ့ဇနီးမချစ်စိတ်ဟာမစင်မကျင်မိသုံးဆွဲမှုအဲမိမယိုသိမှုပေါ့ဗျာ ဦးရွှေမိုးကပြောလက်ဆစကားကို ရှေ့ဆက်ပြောမထွက်ပေဖြစ်နေတယ်။ရဲတပ်ဖွဲ့ဝင်တဦးကဆက်ပြောတယ်။မီးမယိုသေးမှုကြောင့်ခမရတို့တိတဲ့အတိုင်းလယ်ထဲမှာမီးလောင်မှုဖြစ်ပြီးတော့စဘာသီးနှံတွေဆုံးရှုံးရတယ်ဗျ။အဲဒါကြောင့်အရက်ကတိုင်းလို့ကျွန်တော်တို့ကဝေတရားရှိတဲ့အတိုင်းလာခဲ့ရတာပါ။ဗျာကြည်သိမ့်နှုတ်ကဗျာတခွန်းလွတ်ထွက်သွားတယ်။ဟုတ်ပါတယ်။မချစ်စိန်ဟာကောက်တဲ့ရလိုမှုကြောင့်တောက်လက်ဆဆေးလေးကမီးကိုမတက်ဖဲ။ ရုပ်ပြငုတ်တွေထဲမှာချပြီးတော့ကောက်တင်းကိုအလော်ရဂျီကောက်တယ်ခမရဲတပ်သားပြောနေစင်မှာပဲချစ်စိန်ကလေကွင်းပြင်မှာကောက်တင်းကောက်စင်ကပုံရိပ်ကို မျက်စိထဲမှာပြန်မြင်ရှောင်းလာ၏အဲ့တော့အနီးမှာကောက်လိုင်းပုံနေတဲ့လူတချို့ကမြင်လို့အရက်လူကြီးတွေကို ပြောတယ်အရက်လူကြီးတွေကိုစားဒီဥက္ကရာကြီးကတဆင့်ကျွန်တော်တို့ကိုအကြောင်းကြားပါတယ်ချစ်စိန်မှာခေါင်းငိုက်ဆိုင်ကြသွားတယ်ဥက္ကရာကြီးရဲ့ ကျွန်တော်တို့ရဲ့အခြေအနေကိုဥက္ကရာကြီးသိတဲ့အတိုင်းမှာကြည်သိန်းကငိုတန်ပါကြီးနဲ့ပြောတယ်။ဥက္ကရာကြီးဥွှေမိုးကစကားဆက်ပြောတယ်။အားလုံးနားလဲပါတယ်ကိုကြည်သိန်းရဲ့။စင်ရဲ့စင်ရဲ့ချမ်းသာချမ်းသာတရားဥပဒေကိုကျူးလွန်မိရင်တော့တရားဥပဒေကမျက်နှာမလိုက်တတ်ပါဘူး။တန်းနိုင်တဲ့လောက်တော့ရွာသူရွာသားတွေကစစ်စင်ရဲ့မိသားစုတို့ဝိုင်းဝန်းမှုစီစဉ်ထားပြီးသားပါ ဥက္ကရာကြီးကစိတ်မကောင်းစွာမပြောချင်ပြောချင်နဲ့ပြောလိုက်ပါ रे စိတ်ထဲမှာလေမိမယိုတည်မှုပုံမှာ285အရာချစ်စိန်ကိုအလောက်ကျန်းနဲ့ထောင်တန်းနှစ်နှစ်ချမှတ်ရတော့မှာကိုတွေးပြီးတနာနေမိ रे 1994ခုနှစ်ဒီဇင်ဘာလအတွင်းကဘကိုးတိုင်းနတလင်းမြို့မှာဖြစ်ပျက်ခဲ့တဲ့ဖြစ်ရမှန်ကို အမည်များလွှဲပြောင်းပြီးတင်ပြထားခြင်းဖြစ်ပါ रे ။စာရေးသူဆရာကြီးကိုလည်းကျေးဇူးတင်ပါရီ။ဟုတ်ကဲ့ဇလန်းလီကတော့ဒီနေရာမှာပဲပြီးဆုံးလို့သွားပါရရှင်။နားဆင်အားပေးကြတဲ့တအူးတယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါရရှင်။ကျမကတော့တင်ဆက်သူမဆန်နာပဲဖြစ်ပါရရှင်။